ဖုံဖုံဖရဖရတည်ရင်ဌာပနာထဲတာဘယ်ကစတာလဲတဲ့ဌာပနာဆိုတာကလေဌာပနာဆိုတဲ့ပါဠိကနေလာတာပါထောက်ဝံဘဲကိုရေးချထည့်ပြီးတော့ဌာပနာဟူ၍ပါဠိပြအနေနဲ့ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်ဌာပနာထဲတယ်ဆိုတာဖရရှင်ဤတတ်တော်များယဟန္တာများဤတတ်တော်များဖရရှင်အသုံးပြုခဲ့သောပရိဘောဂပစ္စည်းများရုပ်ပွားစိတ္တုတော်များပိဋကတ်တော်များကိုတဏှာထဲမှာတုံပြီးသိသိပြီး ထဲ့သွင်းပူဇော်တာကိုပဲဌာပနာထဲ့တယ်လို့ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။တချို့ကဌာပနာထဲ့တယ်လို့ပြောလိုက်ရင်တန်ဖိုးရှိယရနာပစ္စည်းများကိုမြင်တတ်ကြပါတယ်။ဌာပနာထဲ့တာဟာတန်ဖိုးရှိယရနာပစ္စည်းတွေကိုပြောတာမဟုတ်ပါဘူးเนาะဆော့ဆော့ကပြောခဲ့တဲ့ဖះရှင်ဤတတ်တော်များယဟန္တာများဤတတ်တော်များဖះရှင်အသုံးပြုခဲ့သောပရိဘောဂပစ္စည်းများရုပ်ပွားစင်တုတော်များပိဋကတ်တော်များကိုတိမ့်စီပူဇော်တာကိုပဲဌာပနာထဲ့တယ်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဒါဆိုရင် တန်ဖိုးရှိယရနာပစ္စည်းများကိုထည့်သွင်းပြီးတော့ဌာပနာထားတဲ့အလေးအထဘယ်ကဖြစ်ပေါ်လာတာလဲအတောကမင်းလက်ထက်ကနေစတင်ပြီးဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်အတောကမင်းကဘာကြောင့်တန်ဖိုးရှိယရနာပစ္စည်းတွေကိုဖျားဌာပနာထဲမှာထည့်ရတာလဲဆိုရင်နောက်နှစ်ပေါင်းများစွာကြာတဲ့အခါဒီစီဒီကြီးဟောင်းနှံပျက်စီးသွားပြီဆိုရင်ဒီစီဒီကိုပြန်လဲပြုပြင်တဲ့တကားဟာဝမ်းပါတဲ့တကားဖြစ်နေပါကဒီတန်ဖိုးရှိယရနာပစ္စည်းများကိုထုတ်ခွဲရောင်းချပြီး ဒီစီဒီကိုပြန်လည်ပြုပြင်ဖို့အတွက်ထည့်သွင်းပူဇော်ရခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဖျားတဲတဲ့အခါမှာတန်ဖိုးရှိယရနာ ပစ္စည်းများကိုဘာကြောင့်ထာပနာတဲ့ထည့်သွင်းပြီးပူဇော်ရတာလဲဆိုတာသိလောက်ပြီးထင်ပါတယ်နော်။အရှင်ဖျားကံကံဤအကျိုးဆိုတာ ရှိပါသလားဖျားစလုံးပေါင်းမှားရင်ခွင့်လွတ်ပါဖျားတဲ့။ကံဆိုတာကံမဆိုတဲ့ပါဠိကစဉ်းသက်လာတာဖြစ်ပါတယ်။မြန်မာလိုပြန်မယ်ဆိုရင် ကံဆိုတာအလုပ်ဖြစ်ပါတယ်။ကောင်းတဲ့ကံအလုပ်ကိုလုပ်မယ်ဆိုရင် ကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပြီးမကောင်းတဲ့ကံအလုပ်ကို လုပ်မယ်ဆိုရင်တော့မကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်။ကံဆိုတဲ့နေရာမှာလည်းပဲအတိတ်ကံရဲ့ပစ္စုပန်ကံရဲ့ဆိုပြီးနှမျိုးရှိပါတယ်။အတိတ်ကပြုထားခဲ့တဲ့ကံအလုပ်တွေဟာလည်းပဲလက်ရှိပစ္စုပန်မှာလာပြီးအကျိုးပေးနိုင်တယ်လို့လက်ရှိပစ္စုပန်မှာပြုလုပ်နေတဲ့ကံအလုပ်တွေဟာလည်းပဲ ဋိဋ္ဌဓမ္မအဖြစ်ပြန်ပြီးအကျိုးပေးနိုင်ပါတယ်။ဒါကြောင့်ကံဆိုတာတကယ်ရှိတယ်လို့မှတ်သားထားရပါမယ်။အရှင်ဖေယတပည့်တော်မေးတာနှစ်ခါရှိပါပြီ။ကိုရင်တွေကို စွမ်းလူဒန်းတာကို တချို့လူတွေကလူစရာမရှိဘူးမလူရဘူးပြောပါတယ်ဖေယတဲ့။တပင်တပင်စိုက်တဲ့အခါမှာချက်ချင်းအသီးမစားရပါဘူးနော်။အချိန်ကာလအတိုင်းတာတစ်ခုစောင့်ပြီးမှအသီးစားရပါတယ်။ ကုသိုလ်လည်းအဲ့ဒီအတိုင်းပါပဲကုသိုလ်ရဲ့အကျိုးကိုချက်ချင်းမခံစားရပါဘူးဘာကြောင့်လဲဆိုရင်ကုသိုလ်မျိုးစိခြားတုံးမလို့ပဲရှိပါသေးတယ်ကုသိုလ်မျိုးစိခြားပြီးလို့အချိန်တိုင်းတာတစ်ခုစောင့်ပြီးပြီဆိုရင်ကုသိုလ်ရဲ့အကျိုးကိုတော့ခံစားရမှာဖြစ်ပါတယ်ယခုစွမ်းလူတန်းနေစဉ်ကာလဟာကုသိုလ်မျိုးစိစိုက်ပျိုးနေတဲ့အချိန်ဖြစ်တာကြောင့်အကျိုးတရားကိုတော့ချက်ချင်းခံစားရမှာမဟုတ်ပါဘူးเนาะဒါကြောင့် မိမိဘာသာမိမိတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးမှလှူပါငါသည်ဒီအစားစာကိုလှူလိုက်လို့ငါအတွက်စားစရာ လုံးဝမရှိဘူးဆိုရင်မလှူလို့တဲ့စန္ဒရှိပါကမလှူဘဲနေနိုင်ပါတယ်အဲ့ဒီလိုမှမဟုတ်ပဲဒီဟာကိုလှူလိုက်လို့ငါမှစားစရာ ရှိပါသေးတယ်ဆိုရင်လေလှူလို့တဲ့စန္ဒရှိပါကလှူနိုင်ပါတယ်မိမိအပေါ်ပဲမူတည်ပါတယ်ရှင်ဖေယအမေကိုပြည်တန်စာမှလှုပ်ပြီးရှာကျွေးတာအပြစ်ရှိတာပါလားအရှင်ဖေယတဲ့ ်မိဘကိုလှုပ်ကြွေးတယ်ဆိုတာဝန်မြတ်ပါတယ်တချို့ကပြောကြတယ်မိဘတွေကသားသမီးတွေရဲ့အပေါ်မှာဘာမျှော်လင့်ချက်မှမထားဘူးတဲ့တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးเนาะမိဘတွေဟာသားသမီးတွေရဲ့အပေါ်မှာမျှော်လင့်ချက်၅မျိုးထားပါတယ်အဲ့ဒီမျှော်လင့်ချက်၅မျိုးကဘာတွေလဲဆိုရင်၁ငါတို့မနာမကျန်းဖြစ်တဲ့အခါမှာငါတို့မွေးထားတဲ့သားသမီးတွေဟာငါတို့ကိုစောင့်ရှောက်ကြလိမ့်မယ်နှစ် ငါတို့အုံမင်းရင့်ရော်သွားတဲ့အခါမှာငါတို့မွေးထားတဲ့သားသမီးတွေဟာငါတို့ကိုတဖန်ပြုစုလှုပ်ကြွေးကြလိမ့်မယ်။၃။ငါတို့ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေကိုငါတို့သားသမီးတွေဟာဆက်လက်ပြီးထိန်းသိမ်းစောင့်ရှောက်ကြလိမ့်မယ်။၄ငါတို့တည်လွန်သွားတဲ့အခါမှာငါတို့ငွေထားတဲ့သားသမီးတွေဟာငါတို့အတွက်ရည်စူးကုသိုလ်တွေပြုလုပ်ပြီးအမြတ်အတန်းတွေပေးဝေကြလိမ့်မယ်။၅ငါတို့ရဲ့ဖေကုံမျိုးကုန်တွေကိုငါတို့ငွေထားတဲ့သားသမီးတွေဟာ က်လက်ပြီးထိန်းသိမ်းစောင့်ရှောက်ကြလိမ့်မယ်လို့ဖြစ်ပါတယ်။ဖော်ပြရပါမျိုးလင်းချက်၅မျိုးသည်မိဘတွေကသားသမီးတွေရဲ့အပေါ်မှာထားရှိတဲ့မျိုးလင်းချက်၅မျိုးဖြစ်ပါတယ်။အဆိုပါမျိုးလင်းချက်၅မျိုးထဲမှာငါတို့အုံမင်းရင်ရောသွားတဲ့အခါမှာငါတို့မွေးထားတဲ့သားသမီးတွေဟာငါတို့ကိုတဖန်ပြုစုလုပ်ကြွေးကြလိမ့်မယ်ဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီအချက်ကိုကြည်တော်အဖြစ်မိဘတွေဟာသားသမီးတွေတဖန်ပြန်လည်ပြီးပြုစုလုပ်ကြွေးတာကိုမျှော်လင့်နေတယ်ဆိုတာထင်ရှားပါတယ်။ ဒါကြောင့်မိဘကိုပြုစုလှူသွေးခြင်းဟာမိဘရဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းရလဲရောက်ပါတယ်။သို့တော့မိဘတိုင်းကသားသမီးကိုမကောင်းတာမဖြစ်စေခြင်းကြပါဘူး။ကောင်းတာကိုပဲဖြစ်စေခြင်းကြပါတယ်။ပြည်တံစာမအလုံးနဲ့မိဘကိုကျေးဇူးဆက်မယ်ဆိုရင်မိဘတွေသိရှိတဲ့အခါမှာစိတ်မကောင်းဖြစ်ရပါလိမ့်မယ်နော်။အဲ့ဒီလိုမိဘတွေစိတ်မကောင်းဖြစ်ရတာဟာလေအပြစ်တစ်ခုပါပဲ။ဒါကြောင့်မိဘကိုပြုစုလှူသွေးတဲ့အခါမှာအပြစ်ကင်းတဲ့အလုံးနဲ့ပဲပြုစုလှူသွေးပါလို့ပြောကြပါတယ်။ ီဖုံကြီးဖျားပေါ်တတ်တာသာသနာတော်ကြီးပြည့်စည်မသွားနိုင်ဘူးလို့ပြောထားတာဖုံဖုံအမြင်လေးမိမ့်ပေးပါအောင်ဖျားတဲ့ဘယ်ဖုံကြီးကိုပြောတာလဲဆိုတာကိုသိရအောင်အကောက်လင့်ချပေးထားပါတယ်ကြည့်လိုက်ကြပါနော်အင်ဂုတ်ထိုကျမ်းမှာတရားမနာခြင်းစာပေမတင်ခြင်းနှုတ်တွင်မဆောင်ခြင်းသိအောင်မပြုခြင်းပฏิပတ်အကျင့်ကိုမကျင့်ခြင်းတို့ကြောင့်သာသနာကွယ်လိမ့်မယ်လို့ဟောကြားတော်မူထားပါတယ်ဒါကြောင့်သာသနာကွယ်ခြင်းကိစ္စဟာ CD အပေါ်ဖနှက်နဲ့တက်တဲ့ကိစ္စနဲ့ဘရိုက်တော့မတက်ဆိုင်ပါဘူး။သို့တော့ပတ်သက်ဆက်နွယ်မှုတော့ရှိပါတယ်။ဘလို့ပတ်သက်ဆက်နွယ်မှုရှိတယ်လဲဆိုရင် သာသနာဆိုတာဟာအစိုးအမကို ပြောတာပါ။ဘုသူ့ရဲ့အစိုးအမကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရဲ့အစိုးအမကိုပြောတာပါ။မြတ်စွာဘုရားကဘာတွေဆုံးမတယ်လဲဆိုရင်၁အကုသိုလ်ကိုမပြုနဲ့လို့ဆုံးမပါတယ်။၂ကုသိုလ်ကိုပြုပါလို့ဆုံးမပါတယ်။၃စိတ်ကိုစင်ကြယ်အောင်ထားပါလို့ဆုံးမပါတယ်။ အကုသို့ကိုမပြုပါနဲ့လို့ဆုံးမထားတာဖြစ်တဲ့အတွက်ကြောင့်စီဒီအပေါ်ဖဏနဲ့တက်တဲ့ကိစ္စဟာကုသို့အမှုမဟုတ်ပါဘူးအကုသို့အမှုသာဖြစ်ပါတယ်ဒါကိုနောက်လာနောက်သားတွေကအတူယူပြီးတော့လိုက်လုံမယ်ဆိုရင်ဖျားစကားကိုပယ်ရှားရရောက်တဲ့အတွက်ကြောင့်သာသနာကွယ်ပါလိမ့်မယ်နော်ဒါကြောင့်စီဒီအပေါ်ကိုဖဏနဲ့တက်တာဟာသာသနာကွယ်ခြင်းကိစ္စနဲ့တရိုက်မသက်ဆိုင်တော့လည်းပဲပတ်သက်ဆက်နွယ်မှုတော့ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်နော်ပောက်ကဲရ လူအချင်းချင်းချစ်ကြိုက်တာကိုဘယ်ဖះကအပြစ်ရှိတယ်လို့ဟောထားလို့လဲအပြစ်ရှိတယ်လို့ဟောတဲ့ဖះကိုလည်းမကိုးကွယ်ကြနဲ့တဲ့ယဟန်အချင်းချင်းဖြစ်နေလို့ယိုသေးစွာရှောက်ထားလိုက်ပါတယ်ဖះလူအချင်းချင်းချစ်ကြိုက်တာကိုအပြစ်ဖြစ်တယ်လို့ဖះရှင်က မဟောပင်မဲ့ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းချစ်ကြိုက်ပြီးလိန်ဆက်ဆန်ချင်းကာမပိုင်လင်ယောက်ျားဇနီးများများရှိပါလျက် တပားသူနဲ့ဖောက်ပြန်ခြင်းစတဲ့လွယ်မာသော မိစ္ဆာယာကများကိုတော့လောကဓမ္မနဲ့ဆန့်ကျင်နေတဲ့အတွက်ဖះရှင်ဟာအလွန်အမတန်မှယုံမုံတော်မူပါတယ်ဖះဒါကိုသေးသေးချာချာမလေ့လာပဲဖះသားတော်တပားဖြစ်နေပါလျက်အပြစ်ရှိတယ်လို့ဟောတဲ့ဖះကိုလည်းမကူးကွယ်ကြနဲ့လို့ပြောလိုက်တဲ့အရှင်ဖះရဲ့စကားကိုအရှင်ဖះတာဝန်ယူနိုင်ပါစေဖះကိုလိပ်ပြာကိုလုံပါစေဖះ သာသနာမှာဒါကိုဟာတလို့မြင်လို့ရလားမြင်သင့်လားဖရာဒီလိုဆရာတော်ကြီးတွေက မိမကိစ္စကိုပွင့်ပွင့်လင်းလင်းပြောဆိုနေတာတဲ့မိမကိစ္စကိုပြောဆိုတယ်ဆိုပေမဲ့သင်္ကန်းဝတ်နဲ့မိမရှုပ်ဖို့ပြောတာမဟုတ်ပါဘူးနော်လူဘဝတုန်းကရှုပ်ခဲ့တဲ့အကြောင်းတွေကိုဟာတအနေနဲ့ပြောတာပါတခါတုန်းကတခါတယောက်ဆရာတော်ကြီးတစ်ပါးထံရောက်လာပြီးတော့ အပြစ်ကင်းပြီးအဘတ်လွတ်တဲ့ကိုတော်တပားလောက်စွန်းစားလာပင့်တာပါဆိုပြီးရှောက်ထားပါတယ်။အဲ့ဒီအခါမှာဆရာတော်ကြီးကတို့ဖရာသာသနာတော်မှာအပြစ်ကင်းပြီးအဘတ်လွတ်တာဆိုလို့မြတ်စွာဘုရားပဲရှိတယ်။အဲ့ဒီတော့မင်းပင့်ကျင်တယ်ဆိုရင်ဖရာကြောက်စင်းသူကိုသာပင့်သွားပါဆိုပြီးမိန်ကြားပါတယ်။မှန်ပါတယ်နော်။ဦးဇင်းတို့မြတ်စွာဘုရားသာသနာတော်မှာအပြစ်ကင်းပြီးအဘတ်လွတ်တာဆိုလို့မြတ်စွာဘုရားပဲရှိပါတယ်။ယဟန္တာတွေတောင်မှအစိတ်တကအဘတ်တင့်ပါသေးတယ်။ ယဟန္တာတွေတောင်မှအစိတ်တကအဘတ်တင်သေးတယ်ဆိုရင်ပုထုဇဉ်ယဟန်တွေဆိုရင်တော့အပြစ်လဲရှိပါတယ်အဘတ်လဲတင်ပါသေးတယ်အဲ့ဒီလိုပုထုဇဉ်ယဟန်တွေဖြစ်နေတဲ့အတွက်ရည်စရာတွေ့ရင်လည်းရင်မိပါတယ်ပျော်ရွှင်စရာတွေ့ရင်လည်းပျော်ရွှင်မိပါတယ်အဲ့ဒါတွေကိုဦးဇင်းတို့ဒကာဒကာမအချို့ကနားလေပေးတင်ပါတယ်နားလေမပေးနိုင်ဘူးဆိုရင်တော့ကြောက်စင်းတို့သာကိုးကွယ်ပါနော်အဲ့ဒါကပူပြီးအဆင်ပြေပါလိမ့်မယ် ဖုံဖုံဖရမောဟဆိုဘာလဲဖရမြန်မာလူရှင်းပြပါဖရဖုံမကောင်းလို့ဖြစ်ဖက်ပေးတော်မူပါ ဖုံဖုံတရားတော်တွေအမြဲကြည့်ဖြစ်ပါတယ်ဖရတဲ့မောဟဆိုတာတွေဝေခြင်းတနည်းမတိခြင်းလို့အဓိပ္ပာယ်ရပါတယ်မောဟက၃မျိုးရှိပါတယ်မောဟ၃မျိုးကဘာတွေလဲဆိုရင်၁ကုသိုလ်အကုသိုလ်နှင့်အမှားအမှန်ကို မတိခြင်းအပတိဝိပတိမောဟ၂ ်ကုသိုလ်ကိုအကုသိုလ်ထင်ခြင်းအကုသိုလ်ကိုကုသိုလ်ထင်ခြင်းအမှားကိုအမှန်ထင်ခြင်းအမှန်ကိုအမှားထင်ခြင်းဝိပတိပတိမောဟ၃မိမိကောင်းစားရေးတစ်ခုတည်းကိုသာရှေးရှုမြင်တတ်တဲ့မိစ္ဆာပတိပတိမောဟဆိုပြီး၃မျိုးဖြစ်ပါတယ်ဒါဟာမောဟရဲ့အတိတ်ပဲနဲ့မောဟ၃မျိုးပဲဖြစ်ပါတယ်ဝိနည်းတရားကို လူတွေကို ဟောပြခွင့်ရှိလားဖေရားတဲ့ လူတွေကိုဟောပြခွင့်ရှိလားမဟုတ်ဘူးနော်ဟောဖို့ကိုလိုအပ်နေတာပါလူတွေအနေဖြင့်တန်ဃာတော်တွေရဲ့ဝီနီးကို သိဖို့လိုအပ်ပါတယ်တန်ဃာတော်တွေရဲ့ဝီနီးကို လူတွေသိထားမှသာလျင်တန်ဃာတော်တွေကိုဝီနီးနဲ့အညီကိုးကွယ်စည်းကပ်တတ်မှာဖြစ်ပါတယ်ဒါကြောင့်လူတွေကိုဝီနီးတရားဟောပြသင့်တယ်လို့ဟောဖို့လဲလိုအပ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် အများသူငါတိအောင် ဖြည့်ရှင်းပေးတာမတိတဲ့သူတွေအတွက် အကျိုးကျေးဇူးကြီးမားပါတယ်ဖေယဒါပေမဲ့တပည့်တော်မိတာကတော့မဖြေပေးဘူးဘာကြောင့်လဲဖေယတဲ့မမြင်လို့မဖြေမိတာပါနော်ပြီးတော့ဥစဉ်ကဒီတက်တော်မှာအချိန်ပြည့်ရှိနေတာမဟုတ်ပါဘူးအားလက်တဲ့အချိန်တက်တော်ကိုတက်လာမှသာ တွေ့တဲ့မိခွန်းကိုဖြေပေးလိုက်တာပါ တပည့်တော်မေးထားတာကြားပါပြီဖရာမန္တလေးမဟာမြတ်မုဏိဖရာဟာဖရာဟောပါဠိတော်နဲ့မညီတဲ့ရုပ်ပွားတော်ဖရာရင်ွေခိုးလုံးတယ်ဆိုတာလည်းမဟုတ်ဘူးလို့အရှင်ဖရာမိတ်ဆိုခဲ့ပါတယ်အဲ့တော့တပည့်တော်မတိတာက ဖရာဟောပါဠိတော်နဲ့မညီရင်ကိုးကွယ်တဲ့မကိုးကွယ်တဲ့အတိအကျတိကျင်ပါတယ်ဖရာကိုးကွယ်ရင်ရောအပြစ်ဖြစ်ပါသလားတဲ့ဥသင်ပြောတာက ဖះဟောပါဠိတော်မှာမပါဘူးလို့ပြောတာပါနော်မကိုးကွယ်ကောင်းဘူးကိုးကွယ်ရင် အပြစ်ဖြစ်တယ်လို့မပြောပါဘူးတိဋ္ဌံတေနိဗ္ဗူတေစာပိတမေစိတ်တေတမံဖလံတတ်တော်ထင်ရှားမျက်စွာဖះ၌ဖြစ်စေပရိနိဗ္ဗာန်ဝန်ဆံသွားပြီဖြစ်သောဖះရှင်တို့အားရည်မှန်း၍ထုလုပ်ကိုးကွယ်ထားသောစေတီပထိုးရုပ်ပွားစင်တုတော်၌ဖြစ်စေ ကြည်ညိုမှုတရားတရားတူမျှမယ်ဆိုရင် တတ်တော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့မြတ်စွာဘုရားဟောကြားထားသောကြောင့်ဖရာဟောပါဠိတော်မှာမပါတော်လဲပဲတတ်တော်ထင်ရှားဖရာရှင်ကိုရည်မှန်းပြီး ထုလို့ကိုးကွယ်ထားတဲ့စေတီပထိုးရုပ်ပွားစင်တုမှန်ရင်ကိုးကွယ်စည်းကပ်ကောင်းပါတယ်ကိုးကွယ်စည်းကပ်လို့လဲဘာအပြစ်မှမဖြစ်သည့်အပြင် ကောင်းကျိုးဖြစ်လာနိုင်စရာ အကြောင်းပဲရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်